သတင်းပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့သတင်းချန်နယ်တွေကနေပြီးတော့ဒီကနေ့ဧပြီလ3ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ကန်အပါရရှင်ပထမအောင်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ အကြမ်းမတ်မင်းအောင်လိုင်းလေရင်မှုဒူးဖို့မှုဂျင်းမင်းမင်းဆိုးမောင်းနေတဲ့စစ်တပ်အထုလေရင် Focusum တင် F28 0070လေရင်အမှတ်002ဖြင့်ထိုင်းနိုင်ငံဘန်ကောက်သို့ရောက်ရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမတ်စစ်ကောင်ဆောင်မင်းအောင်လိုင်းကယနေ့နေ့ပိုင်းလေတက်မှလေမှုဒူပုံမှုကြီးမင်းမင်းဆိုးမောင်းနေတဲ့စစ်တပ်အထူးလေရင် Focusum တင် F28 0070လေရင်အမှတ်002ဖြင့်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိပါရယ် မြောက်လိုင်းကယနေ့ဧပြီလ3ရက်နေ့စစ်တပ်အထူးလေးရင်ဖြင့်နေပြည်တော်မှဘန်ကောက်မြို့သို့ထွက်ခွာခဲ့ခြင်းဖြစ်ပြီးထိုင်းဝင်ကြီးချုပ်ပေထုံတန်ရှင်နာဝထရာရဲ့ဖိတ်ကြားချက်အရ BIMSDAC အစည်းအဝေးတက်ရန်ရောက်ရှိလာခြင်းဖြစ်ပါသည် မြောင်းလိုက်လိုက်ပါမယ်စစ်တပ်အထူးလေယာဉ် Focusum တင့် F28 0070လေယာဉ်အမှတ်002ကိုဒုဗိုလ်မှူးကြီးမင်းမင်းဆိုကလေယာဉ်မှူးဖြစ်၎င်းဗိုလ်မှူးနေထုံးဦးကအကူလေယာဉ်မှူးဗိုလ်ကြီးမင်းမင်းထိုက်ကအကူလေယာဉ်မှူးဗိုလ်ကြီးအောင်ကျော်မြင့်ကလေကြောင်းအင်ဂျင်နီယာဖြစ်၎င်းဗိုလ်ကြီးတော်ချိုသက်သားကလေကြောင်းလက်ညှိုးအရာရှိဖြစ်၎င်းလိုက်ပါလာခဲ့ကြပါတယ်ဖန်ကောင်းမှာအစည်းအဝေးတက်ရန်အတွက်နိုင်ငံခြားရေးဝန်ကြီးဦးတန်းဆွေနဲ့မြောင်းလိုက်တို့နှောင်းလုံးမှာ စစ်တပ်အထူးလေယာဉ် Falcon 70 F-20A 0070လေယာဉ်အမှတ်002ကိုတစည်းတဲ့လူလာခောက်ပြန်အသုံးပြုနေကြခြင်းဖြစ်ပါတယ်။နောက်တစ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့မြောင်းလိုင်းကိုဖိတ်ကြားခဲ့မှုထိုင်းဝင်ကြီးချုပ်လွှတ်တော်ကိုတေချာစွာရှင်းပြရမယ်လို့လွှတ်တော်အမတ်ပြောဆိုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းကအင်ရှင်ပြစ်လက်ခံကျင်းပါတဲ့ဘင်းစတက်ထိပ်သီးညီလာခံမှာ မြန်မာစစ်ကောင်းဆောင်မရောက်လှိုင်ကိုဖိတ်ကြားတက်ရောက်စေခဲ့တာနဲ့ပတ်သက်လို့ဝင်စည်းချုပ်ပေထုံတက်ရှင်နာဝတ်ထရာနေနဲ့လွတ်တော်ကိုလာရောက်ရှင်းပြဖို့လိုအပ်တယ်လို့ထိုင်းလွတ်တော်အမတ်တို့ကဒီနေ့တောင်းဆိုလိုက်ပါတယ်။ထိုင်းရောက်လွတ်တော်အမတ်ကန်နာဝင်းစုပန်းကမြန်မာစစ်တပ်ကောင်းဆောင်မရောက်လှိုင်ကဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ဒီနေ့နေ့ကနှစ်နာရီမှထိုင်းနိုင်ငံကိုရောက်ရှိလာမှာဖြစ်ပြီးမြောက်လှိုင်ကိုဖိတ်ကြားခဲ့တာနဲ့ပတ်သက်လို့အကြောင်းရင်းတွေကိုထိုင်းဝင်ကြီးချုပ်အနေနဲ့တေချာစွာရှင်းပြရမယ်လို့ဒီနေ့ကျင်းပတဲ့လွတ်တော်အစည်းအဝေးကတဆင့်တောင်းဆိုခဲ့တာပါ။ နိုင်ငံတကာစင်မြဲမှာထိုင်းနိုင်ငံရဲ့တန်တမန်ဆိုင်ရာအခြေအနေက ထိရှားလွယ်ဖြစ်ပါတယ်မြန်မာအာဏာသိမ်းစစ်ကောင်းဆောင်မြောက်လိုင်းကိုအရေးပါတဲ့ထိပ်သီးညှိနှိုင်းကဏ္ဍတရားဖို့ဗန်နိုင်ငံကမှမဖိတ်ကြပါဘူး။ဒါနဲ့ပတ်သက်လို့ကျွန်တော်တို့တွေသေးကြပေါ့ဝေဖန်ထိုးနှက်ခံရပါလိမ့်မယ်လို့ထိုင်းလွတ်တော်အမတ်ကဆိုပါရယ်။ဒါအပြင်ထိုင်းကိုပါတယောက်စီခဲ့တဲ့မြန်မာနိုင်ငံမှာလှုပ်ခတ်သွားခဲ့တဲ့ငလင်ကြောင့်လူတိုင်းစိတ်မကောင်းဝမ်းနည်းနေတဲ့အချိန်မှာ စစ်ကောင်းဆောင်မင်းအောင်လှိုင်ကိုဖိတ်ကြားခဲ့တဲ့အကြောင်းရင်းတွေကိုဝင်းကြီးချုပ်ပေထုံတန်ရှင်နာဝတ်ထရာကိုမေးမြန်းရမယ်လို့ထိုင်းအောင်လွတ်တော်အမတ် Ferry Party အထွေထွေအတွင်းရေးမှူးကနာဝင်းစုဝန်းကပြောပါတယ်အရိမေကုန်းနဲ့တူမြမပြည်သူတွေငလင်ပေးကြရောက်ရင်ဆိုင်နေရတဲ့ချိန်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့စစ်တပ်ကနိုင်ငံတော်ဝန်လေးချောင်းတိုက်ခိုက်ခဲ့မှုများကိုလည်းမစ္စတာကနာဝေးစုဝန်းကထိုင်းအောင်လွတ်တော်မှာပေါဝါပွိုင်းနဲ့ပြသခဲ့ပါတယ်။ စကောက်စီတက်ကငလင်းစားတင်လှုပ်ခတ်တဲ့မလာ28ရက်နေ့မှ30ရက်နေ့ထိအရတားပြည်သူတွေကို ပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်20ပြုလုပ်ခဲ့ပြီးတော့လူ12ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။နောက်ပြီးမနေ့ကစကောက်စီရဲ့လေကြောင်းတိုက်ခိုက်မှုမှာ မနေ့ကအထိ48ကြိမ်ထိမြင့်တက်လာခဲ့တယ်လို့ထိုင်းလွတ်တော်အမတ်ကအရှင်းပြပါဗျ။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီရဲ့ရာအပြည့်ရမှုပေါ်တုံ့ပြန်တဲ့နေနဲ့ KIO ကရက်20ကြာအပြည့်ခတ်ရက်ဆိုင်ထားမယ်လို့ကြေညာ စစ်တပ်အနေနဲ့ကြီးညာထားတဲ့အတိုင်းလိုက်နာရန်ဒုတိယဖူကျော်ကြီးခွန်မော်သတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမတ်စစ်ကောင်စီရဲ့ယာယီအပြစ်ရကြီးညာချက်ပေါ်တုံ့ပြန်တဲ့အနေနဲ့ KIO ကရက်၂၀ကြာအပြစ်ခတ်ရက်ဆိုင်ထားမယ်လို့ရမန်လေးညပိုင်းကထုတ်ပြန်ကြီးညာထားပါတယ်။အကြမ်းမတ်စစ်ကောင်စီကဧပြီလ2ရက်နေ့ထုတ်ပြန်တဲ့ရှိုင်းပြစ်ခတ်တိုက်ခိုက်မှုရက်စရေကြညာချက်ကမလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့ငလင်ဘေးတံကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်ထုတ်ပြန်ခြင်းဖြစ်တယ်လို့နားလည်ကြောင်း ထို့ကြောင့် KIO အနေဖြင့်လည်းဧပြီလ2ရက်နေ့မှဧပြီလ22ရက်နေ့ထိခုခံကာကွယ်ခြင်းမှအပထိုးစစ်ဆင်တိုက်ခိုက်မှုများကိုရပ်ဆိုင်းထားမည်ဖြစ်ကြောင်းကြေညာထားပါရယ်။အကြမ်းမဆက်ကောင်စီရဲ့အပြစ်ရရေးထုတ်ပြန်ချက်အပိုက်လေးမှာယာယီအပြစ်ရကြေညာထားတဲ့ကာလတွင် ိုင်းသားလက်နက်ကင်ဖွဲများအခြားလက်နက်ကင်ဖွဲများနေဖြင့်၎င်းတို့ရဲ့တပ်စခန်းများကိုတိုက်ခိုက်ခြင်းတပ်ထဏာချုပ်များကိုနှောက်ယှက်တိုက်ခိုက်ခြင်းများအင်အားစုဆောင်ခြင်းပြင်ဆင်စုဖွဲ့ခြင်းနယ်မြေချက်တွင်ခြင်းများကိုမပြုလုပ်ရနဲ့ပြုလုပ်ပါကတုံ့ပြန်သွားမည်ဟုဖော်ပြထားရာရှင်းထုတ်ပြန်ချက်ပါအကြောင်းအရာများကိုစစ်ကောင်စီကပါလိုင်းနာရန်လိုအပ်ကြောင်း KIO ကတတိပေးထားပါသည် နံပါတ်၄ကတိုက်ပွဲဆင်နွှဲနေသူတွေအားလုံး SSC နဲ့လိုင်းနာရန်လိုအပ်ပြန်လည်တရောင်ရေးကိုရင်ရှည်လုပ်ရမည်ဖြစ်ဟု KIO မှဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးကိုမော်ကတုံ့ပြန်ချက်ပြုထားပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့တကြားဒေတာတိလရှင်စာတင်၌ပြောကြားမှုမှာအစိုးရထုကဆရာဝန်မကြီးဒေါက်တာတန်နာသွင်ပါဝင်ပြည်သူသုံးဦးသေဆုံးပြီးတော့ကျောင်းနိုင်နာရကဆရာတော်သုံးပါပါဝင်၆ပါးပြန်လည်တော်မူဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းမြို့တကြားဒေတာတင်လာရှင်စာသင်၌ပြောကြားမှုမှာအစိုးအထူးကုဆရာဝန်မကြီးဒေါက်တာတနာသွင်ပါဝင်ပြည်သူ၃ဦးသေဆုံးပြီးတော့ကျောင်းနိုင်နာရကဆရာတော်၃ပါးပါဝင်၆ပါးပြန်လည်တော်မူခဲ့ကြောင်းတကြားဒေတာတင်လာရှင်စာသင်၌မှဆရာလေးမဝန်သားကမိတ်ကြပါရယ် မလာ28ရက်မွန်းတဲ့12:52မိနစ်ကစကိုင်းမြို့ဗဟိုပြု၍မြင်းကလေးလှုပ်ခတ်စဉ်မှာစကိုင်းမြို့နန်းဦးမြို့တဲ့စိုးဦးပုံညာရှင်ဖျားနေရှိတကြတီတာသီလာရှင်စာတင်၌ပြိုကျခဲ့ရာဂျာနိုင်အတွင်းနှင့်တာယုတ်ပဒါနနာယကသီလာရှင်ဆရာတော်ကြီးတပါစာချနာယကဆရာတော်နှစ်ပါး စာတင်စားစင်ရလေးသုံးမပြန်လည်တော်မူခဲ့သည့်ပြင်သီလရှင်ဆရာလေးများကိုဥပုံနှင့်အပတ်စဉ်၌ဇမရင်ဆောင်ရှောက်မှုပေးနေသည့်အစိုးရဒုက္ခဆောင်မကြီးဒေါက်တာသနာသွင်းပါဝင်သုံးဦးတို့လည်းတည်ဆုံခဲ့ကြောင်းသိရပါသည် ဥပုံလေးတိုင်းကိုဆရာမကြီးကအပတ်တိုင်းလာပြီးတော့ဆရာလေးတွေကိုကျမ်းမာရေးဆောင်ရှောက်မှုပေးတာအရင်နေ့ကလည်းဥပုံလေးဖြစ်နေတော့ဆရာမအကြောင်းရောက်နေတာတိုင်းဥပဒနာနာယကဖွားဖွားကြီးတပါးရဲ့စာချနာယကဆရာနှစ်ပါးစာသင်သားဆရာလေးက၃ပါးတက္ကမကတော့ဆရာမပါဝင်၃ယောက်ပေါ့ပြက်စီးသွားတဲ့အကြောင်းကတော့ရှင်းလင်းလို့ပြီးတော့မပြီးသေးဘူးရှင်းလင်းနေတော့မှရှိသေးတယ်ရုံလောင်းကုံလုံးကတော့ထုတ်ပေးပါပြီတကြိုရာတွေလုတ်ပေးပြီဖော်လို့ရတဲ့နေ့ကချက်ချင်းတကြိုလိုက်ကြတယ်လို့တတတိတာတင်လာရှင်စာသင်တိုင်းမှာဆရာလေးမဝင်သားကမိန့်ကြ ပါတယ်။အစောဒုက္ခဆောင်မကြီးဒေါက်တာသနာသွင်းကအပတ်စဉ်စနေနေ့တိုင်းသူမနေထိုင်ရာမန္တလေးမြို့မှသခိုင်းမြို့နန်းဦးမြို့တက်ရှိတကြတီတာသီလရှင်စာတင်တိုင်းတို့သွားကစာတင်သားသီလရှင်300ကျော်တို့အားကုသိုလ်ဖြင့်ဆေးကုသခြင်းကိုနှစ်ပေါင်းမြောက်များစွာပြက်ကွက်မှုမရှိပြုလုပ်ခဲ့သူဖြစ်ကြောင်းသိရပါတယ်။ ငလင်လောက်ကတိနေကတကြတိတာကြောင်းစေကန်၌မကြမ်းမသူဆရာလေးများအားဆေးကုသနေစဉ်ငလင်ချင်းလောက်ကကြောင်းပြို့၍ဆံဝမကြီးနှင့်ကြောင်းထရကမှဖြစ်သူဆံဝမကြီးရဲ့ညီမတဝန်းခွဲတို့ကဆရာလေးတချုံနဲ့တူကွက်လွန်ခဲ့ရကြောင်းရှင်ပြစ်ကိုမျက်မြင်တွေ့ရတဲ့တိုင်းအုပ်တင်လားရှင်ဆရာကြီးလည်းအလွန်စိတ်ဒီကသဖြင့်ရုပ်တရက်နှလုံးရက်ကထိုနေရာ၌ပင်ချက်ချင်းကွက်လွန်သွားခဲ့ကြောင်းသိရပါသည်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ ငလင်နံသိမ့်ရပြည်သူထောင်ချီသေးဆုံးနေပေမဲ့ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးပြီးတော့စူပေါင်းရှင်ပြပွဲကိုပျော်ပွဲရှင်ပွဲများဖြင့်ပြုလုပ်လည်လည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းမဆက်ကောင်စီလောက်ကရန်ကုန်တိုင်းစစ်ကောင်စီကယမန်နေ့မှာစူပေါင်းရှင်ပြပွဲကိုပျော်ပွဲရှင်ပွဲများဖြင့်ပြုလုပ်လည်လည်ခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များထံမှသိရှိရပါတယ်။ယမန်နေ့ဧပြီလ2ရက်နေ့ ရန်ကုန်တိုင်းစစ်ကောင်စီကဦးစီးတဲ့စူပေါင်းရှင်ပြိုပွဲနဲ့လက်လက်ပွဲတို့မြို့နယ်ထွေအုံများကတရားခရပင်းရွှေကုံစီရော်တွင်လက်လက်ပွဲများကိုလုံခြုံရေးတင်းကျပ်စွာဖြင့်လှုံ့ဆော်ခဲ့ကြောင်းသိရှိရပါသည်။ငလီမဖြစ်ခင်ကတည်းကရှင်ပြိုပွဲကစီစဉ်ထားလို့လို့တာတိုင်းဆိုးရအဖွဲ့ယုံနဲ့ရင်းမြမာလူစုပြီးတော့ရွှေကုံစီဒီမှာလှည့်လည်ခဲ့ပါသည်။မြို့နယ်ထွေအုံတွေကတော့မဖြစ်မနေတက်ခရရတယ်လို့ရှင်ပြိုပွဲတရားခဲ့တဲ့မြို့နယ်ထွေအုံအဖွဲ့ဝင်တို့ကဆိုပါသည်။ အစောပိုင်းရှင်မြူဝဲကိုရန်ကုန်တိုင်းစစ်ကောင်စီကရှမန်နီနနက်ပိုင်းကျင်းပလှုပ်ဆောင်ခဲ့ရာတွင်ရွှေတကုံဖျားအရှိဘတ်မုတ်မြောက်ဖတ်မုတ်အနောက်ဖတ်မုတ်လမ်းများကိုလမ်းပိတ်ခဲ့ပြီးတော့လေလံပါဝင်ရွှေတကုံဖျားပတ်ပတ်လေလမ်းများအားလုံးကိုလည်းပိတ်ဆို့ခဲ့ကြောင်းသိရှိရပါသည်တို့ရရင်ငလင်တန်သိနေချင်းရန်ကုန်တိုင်းစစ်ကောင်စီကရှင်ပြုတ်ဝဲနဲ့ပတ်သက်၍အဝေးပန်းခံရမည်ကိုဆိုရင်တော့ကြောင့်သတင်းထုတ်ပြန်ခြင်းမရှိခဲ့ကြောင်းသိရှိရပါသည် မလာ28ရက်နေ့လောက်ကတ်ခဲ့တဲ့ပြင်းအားခွင့်နေကြသမခွင့်နေအစင်ရှိငလင်ကြီးကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွင်ပြည်သူ3000ကျော်သေဆုံးခဲ့ပြီးနေအများစွာပြိုကျပျက်စီးခဲ့ရပါတယ်။နောက်တစ်ထပ်ပြီးတော့တင်းဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာငလင်ကြောင့်ပြိုကျခဲ့တဲ့ Great World Hotel တွင်ရှိပိမိနေသူများနဲ့သေဆုံးအလောင်းများထုတ်ယူဖို့ယူခွင့် Hotel အုပ်ချုပ်ရေးအဖွဲ့ကကန့်သတ်မှုများလှုပ်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးမှာငလင်ချောင်းပြိုကျခဲ့ရတဲ့ Great Wall Hotel တွင်ရှိပိမိနေသူများနဲ့သေဆုံးအလောင်းများထုတ်ယူဖို့ယူခွင့် Hotel အုပ်ချုပ်ရေးအဖွဲ့ကကန့်သတ်မှုများလုံလနေကြောင်းသိရှိရပါတယ်။မလ28ရက်နေ့မွန်လွဲပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်ချောင်းမန္တလေးမြို့ရှိ Great Wall Hotel ပြိုကျပျက်စီးခဲ့ကြောင်းရှင်းနောက်ရှာဖွေရေးလုပ်ငန်းများခဏတာလုံဆောင်ပြီးနောက်မလ31ရက်နေ့ညပိုင်းမှစတင်က ပိမိနေတဲ့ပြည်သူများနဲ့ဒေသုံပြည်သူများရဲ့ရုပ်အလောင်းများထုတ်ဖော်တဲ့ရွေးကိုဟိုတယ်ပိုင်ရှင်ကစတင်ကန့်သတ်နေကြောင်းသိရှိရပါတယ်။လရှိချင်းတင် Grey World Hotel ကအသက်ရှင်လျက်ကဲထုံနိုင်သူနှစ်ဦးနဲ့တည်ဆုံအလောင်းနှလောင်းကိုသာထုတ်ယူနိုင်သေးပြီးတော့ကဲဆယ်ရှာဖွေမှုများဆက်မလုပ်ရန် Grey World Hotel အုပ်ချုပ်ရေးအဖွဲ့ကမတ်လ31ရက်နေ့မှစတင်ကတ်သတ်မှုတွေလှုပ်လာကြောင်းသိရှိရပါတယ်။ မန္တလေးမြို့ရှိ Grand One Hotel မှာတဲကုသူဧည့်သည်စင်းကိုကင်ဆယ်ရေးအဖွဲ့များနဲ့သက်ဆိုင်ရာမိသားစုဝင်များကထုတ်ပြန်ပေးရန်တောင်းခံခဲ့ပေမယ့်ဟိုတယ်တာဝန်ရှိသူများကလူစင်ရင်ထုတ်ပြန်ပေးရန်ညှဉ်းဆန်လျက်ရှိကြောင်းပေးမိနေသူများရဲ့ဇန်ရည်သူမိသားစုဝင်များနဲ့ပရိတာအဖွဲ့များကပူပေါင်းကရှာဖွေကယ်ဆယ်မှုများကိုမိမိအစီအစဉ်နဲ့ဆောင်ရွက်မည်ဟုဟိုတယ်ကိုအကြောင်းကြားပေမဲ့ဟိုတယ်အုပ်ချုပ်ရေးအဖွဲ့ကခွင့်မပြုကြောင်းသိရှိရပါတယ်။ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့ဝင်များဒေသခံပရာဟိတကယ်ဆယ်ရေးအဖွဲ့များရဲ့ရှာဖွေကူညီကယ်ဆယ်မှုများကို Great Wall Hotel ဘက်ကကန့်သတ်မှုများလုပ်လာသေးပေါ့ရှင်းရှင်းလင်းလင်းသိနိုင်ရန်ကျန်းရင်းသူမိသားစုများကလှူလာနေကြကြောင်းသိရပါတယ်။အဆိုပါဟိုတယ်မှာကြားဖြန်ခဲ့သို့သောတရားမဝင်ကိစ္စရပ်များတရားမဝင်ပစ္စည်းများသို့မဟုတ်လုပ်ငန်းများရှိနေသည့်အတွက်ကြောင့်ဟိုတယ်ကိုအင်အားဖြင့်ရှာဖွေကယ်ဆယ်ခွင့်မပေးခြင်းဖြစ်နိုင်သည်ဆိုသောသုံးသပ်မှုများလည်းရှိနေကြောင်းသိရပါတယ်။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ရခိုင်တွင်တကြံကာလပြည်သူများလိုက်နာရမယ့်အချက်၆ချက်ကိုအေထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်မှာတကြံကာလအတွင်းပြည်သူများလိုက်နာရမယ့်အချက်၆ချက်ကိုအာရခတော်တော်အေကထုတ်ပြန်ညွှန်ကြားလိုက်ပါတယ်။အဆိုပါအချက်များမှာနံပါတ်၁လူအရင်အတွက်အများအပြားစီးနင်းလိုက်ပါလာသည့်ကားများဖြင့်မြို့ပေါ်၌လှည့်ပတ်ခြင်း၊ရေကစားခြင်းမပြုလုပ်ရန် ံပါတ်2တမျိုးနဲ့တမျိုးတရွာနဲ့တရွာကားများဖြင့်ကားခုံလှည့်ပတ်သွားလာ၍ရှေးကစားခြင်းများမပြုလုပ်ရန်နံပါတ်3လူစုလူဝေးဖြစ်စေသောဒဇံမန်နှက်များပြုလုပ်၍ရှေးကစားခြင်းမပြုလုပ်ရန်နံပါတ်4လူစုလူဝေးဖြစ်စေသောရှိုးပွဲများကျင်းပခြင်းမပြုလုပ်ရန်နံပါတ်5ဘုံကြီးကျောင်းများ၌ဥပုပ်တီလာဆောင်တည်စဉ်အလူတန်းများပြုလုပ်ခြင်းများအားလူစုလူဝေးများဖြင့်မပြုလုပ်ရန်နှင့်နံပါတ်6ပြည်သူများ၏လုံခြုံရေးကိုလေးစားလိုက်နာသောအားဖြင့် မြို့ရွာများတွင်၌ဆောင်းပေါက်များစူညံစွာဖွင့်ခြင်းလူမှုပုံဝင်ခြင်းအားအတန်အပြည့်မှုများဖြင့်အနှောက်အယှက်ဖြစ်စေသည့်လုပ်ရပ်များကိုမပြုလုပ်ရန်စားသည့်အချက်များဖြစ်ပါသည်။အစိုးရစည်းကမ်းချက်များကိုအာရခပြည်သူအစိုးရကသက်ဆိုင်ရာစစ်ဒေသမြို့ရွာရှိအုပ်ချုပ်ရေးဌာနများတို့ယခုရက်ပိုင်းတွင်ညွှန်ကြားထားပြီးတော့ထိုဌာနများမှတက်စဉ်ပြည်သူများထံသို့ထပ်မံအကြောင်းကြားလျက်ရှိသည်ဟုအစိုးရအဖွဲ့ဝင်တို့ကပြောပါသည်။ အစိုးမချက်များအားထုတ်ပြန်ရခြင်းမှာစကောက်စီရဲ့ယုံမှချက်များကြောင့်အစိုးလိုက်ပြုံလိုက်မလိုလားအပ်သောသိဆုံးမှုများမဖြစ်အောင်တားဆီးရခြင်းဖြစ်တယ်လို့ဆိုထားပါတယ်။လက်ရှိကာလအတွင်းရခိုင်ပြည်မှာပွဲတော်ကျင်းပရန်မတင်တော်သလိုနေချောင်းအနှံ့ကိုလည်းသတိပြုကြရန်လိုအပ်တယ်ဟုရခိုင်ပြည်သူမမေကြီးကပြောဆိုထားပါတယ်။ စီးရဲကာလာမှာတကြမမဟုတ်ဘူးဘယ်ပွဲတော့မှမချင်ပါတဲ့အချိန်ဒီပါ ပြည်သူ့လုံခြုံရေးကအရေးကြီးတယ်ပွဲစားဖို့ကအရေးမကြီးဘူးတခုခုထိခိုက်နေတာဆုံးရှုံးသွားရင် မကောင်းဘူးအလုံးကလေချောင်းအနည်းငယ်ယူဆရမယ်လို့ပြောပါရယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့အင်းလင်းရှိဦးတင်စားပိုင်ဟိုတယ်မီးလောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးတေတာအရှိဘတ်ချံမိုင်းတောက်ကျင်းရွာရှိ2အုပ်စုပိုင်းမြန်မာထရက်ရှာရက်စော့မီးလောင်နေကြောင်းသိရပါဗျ။ ယနေ့ဧပြီလ3ရက်ညနေ9နာရီခန့်ကတော်မီမာတဆင့်ကူးစက်လောင်ကျန်းချင်းဖြစ်ပြီးလက်ရှိချိန်ထိမီးမငြိမ်သက်နိုင်သေးကြောင်းသိရပါဗျ။ရှင်းဟိုတယ်ကငလင်တန်းကြောင့်ထိခိုက်ပျက်စီးခြင်းမရှိသေးတဲ့ဆက်လက်ဖွင့်လှစ်ထားပြီးတော့တဲကိုသည်ခေးသွားဧည့်သည်များရှင်နှန်းကြောင်းဒေသခံများထံမှသိရပါဗျ။ရှင်ဟိုတယ်ကခရိုနီဦးတေစာရဲ့ထူးအောင်စုပိုင်ဆိုင်ခီးသွားလုပ်ငန်းစုများတွင်တစ်ခုပါဝင်ဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်အခုလိုဆုံးထိနားဆင်ပေးခဲ့ကြတဲ့တရင်ပရိသတ်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။ နောက်ထပ်ပြည်တွင်ပြပါတဲ့တော်လိုင်းပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်။